ဖုံဖုံဖရလေးစရာလေးရှိလို့တကဘာလုံးမှာဖရဆိုတာတဘာပဲရှိတာလားရှင်မှန်တာပေါ့ဖရဆိုတာတဘာပဲရှိတာပေါ့နော်တခြားဘာသာတွေကဘာလို့သူတို့နဲ့အရှင်တွေကိုအရန်ကြီးမြတ်တာပဲလို့ပြောနေကြတာလဲရှင်။ဩဒါကတော့လူဆိုတာကကိုကိုကိုွယ်တဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပဲပြောမှာပေါ့နော်။ဒါကမဆန်းပါဘူး။တခါတလေကြာရင်တပည့်တော်မှလည်းဗုဒ္ဓဖခင်တပါးပဲရှိတယ်လို့ထင်တယ်။တငယ်ချင်းအချင်းချင်းလည်း ဘာသာမတူလဲအဲ့ဒီစကားတွေနဲ့များကြတယ်သူတို့ပဲကောင်းတယ်လို့ပြောနေကြတယ်တဲ့ဒီနေရာမှာဖះကိုရှာရမှာမဟုတ်ပါဘူးเนาะတရားကိုပဲမြင်အောင်ရှာရမှာပါဘာကြောင့်လဲဆိုရင်တချို့ပုထုဇဉ်တွေအနေနဲ့ဖះကိုမြင်အောင်ရှာဖို့ဆိုတာမလွယ်ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါကာလဒုံကတော်မှာဖះနဲ့တွေ့တာတော့ဖះမှန်မသိတဲ့လူတွေရှိပါတယ်เนาะဒါကြောင့်ဖះမှန်သိဖို့အတွက်က ဖះကိုရှာရမှာမဟုတ်ဘူးဖះကိုရှာရမှာမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတန်ယုတ်တနိကေခန္ဓာဝကတန်ယုတ်ပါဠိတော်ထေရဝတ်ဝကလိတုံမှာတရားကိုမြင်ရင်ဖះကိုမြင်မယ်လို့ဟောကြားထားတာရှိတယ်။ဒါကြောင့်ဖះအစ်စ်ကိုမြင်ခြင်းတည်းဆိုရင်တရားကိုမြင်အောင်ရှာရမှာဖြစ်တယ်နော်။မန်ပိုင်ရှင်အနေနဲ့ကိုဖះအစ်စ်ကိုမြင်ဖို့အတွက်တရားကိုပဲရှာပါ။တခြားမလိုလားအပ်တဲ့သူတွေနဲ့စကားများညှင်းခုန်တာတွေမလုပ်ပါနဲ့နော်။ ို့အတွက်အချိန်တွေပုတ်ပါတယ်တနေ့တနေ့လိုက်ပလိန်ဖို့ရှာနေရတာဥစဉ်အစာမောလိုက်တာတဲ့မောရင်လဲကြော်သွားပေါ့ဗျာနော်ဒီမန့်ကဖနက်စီးပြီးတော့ဖျားပေါ်တက်ပြီးဓက်ပုံရိုက်တာမြင်လို့ဥစဉ်တုတ်ပြန်ပြောဆိုထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်ခရိယန်ဘာသာဟိန္ဒူဘာသာအစ္စလမ်ဘာသာဗုဒ္ဓဘာသာရဲ့ဆိုပြီးဘာသာကြီး၄မျိုးရှိတယ် အဲ့ဒီဘာသာကြီးလေးမျိုးထဲမှာဘာသာတစ်ခုခုကိုတခြားသောဘာသာတွေကစော်ကားတိုက်ခိုက်တာတွေလုပ်မယ်ဆိုရင်ဆိုင်ရာဘာသာဝင်များအနေနဲ့တုတ်ပြန်ပြောဆိုပိုင်ခွင့်ရှိတယ်နော်အဲ့ဒီလိုတုတ်ပြန်ပြောဆိုတာဟာဗလိမ့်တာမဟုတ်ဘူးကိုယ့်ဘာသာကိုကိုယ်ကားခွဲတာနော်အခုလည်းပဲဦးစင်းကဦးစင်းတို့အလေးအမြတ်ထားရဖြစ်တဲ့စီဒီပေါ်ကိုဖဏစီပြီးတက်တာမြင်လို့မခံနိုင်တဲ့အတွက်တုတ်ပြန်ပြောဆိုတာလीအဲ့ဒါဘယ်လိုလုပ်ပြီးဗလိမ့်တယ်ဖြစ်မှာတော့ ြောတဲ့ပြောထိုက်တဲ့စကားကိုပြောလိုက်တဲ့အခါမှာဗလိမ့်တယ်ဆိုရင်မပန်ရှင်အမေရဲ့ခေါင်းကိုလူတစ်ယောက်ကဖဏစီပြီးတက်နေမယ်ဆိုပါစို့မပန်ရှင်နေနိုင်မလားဟမ်နေမှာမဟုတ်ဘူးထပြောမှသိကြတယ်နော်အဲ့ဒီလိုထပြောတဲ့အခါမှာဦးစင်းကမပန်ရှင်ကိုသူများကိုဗလိမ့်တယ်လို့ပြောရင်ကြိုက်ပါမလားကြိုက်မှာမဟုတ်ဘူးသိကြတယ်နော်ဒါကြောင့်ကိုချင်းစာတရားထားပါဦးစင်းကအခုလိုပြောတယ်ဆိုတာဟာ ဥစဉ်တာဝန်ကိုဥစဉ်ဆောင်ရွက်တာနော်ဥစဉ်တို့မြတ်စွာဘုရားကဒီကနေ့ကဗြဟ္မာဇာလာတုံးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုစော်ကားပုတ်ခတ်တာတွေလှုပ်လာပြီဆိုရင်ပြန်လဲတုတ်ပြန်ပြောဆိုပိုင်ခွင့်ရှိတယ်လို့ဟောကြားတော်မူထားတယ်နော်ဒါကြောင့်ကိုတာဝန်ကိုဥစဉ်ကဆောင်ရွက်တာနော်ဗလိန်တာမဟုတ်ဘူးဗလိန်တာနဲ့တာဝန်ဆောင်ရွက်တာကိုကွဲပြားစွာသိအောင်လုပ်ပါလို့ပြောခြင်းပါတယ်နော်အရှင်ဘုရားတတိတော်တခါမှမမေးဘူးဘူး <laughs> ဒီတခါတော့တပည့်တော်မေးကျင်ပါတယ်ဖရာတပည့်တော်ဖရာရှိခိုးတိုင်းရှမဟာမောက်ကလန်စုကိုတောင်းပူပါတယ်ဖရာ စိတ်ထဲမှာလည်းအဆုပဲတောင်းကျင်နေပါတယ်ဖရာဖြစ်နိုင်ပါသလားဖရာတဲ့အကတာဝကမဟာတာဝကပကတိတာဝကရယ်ဆိုပြီးတာဝက၃မျိုးရှိပါတယ်အကတာဝကဆိုတာအရှင်သာရိပုတ္တရာအရှင်မောက်ကလန်တို့လိုမထေရမြတ်ကြီးတွေကိုပြောတာပါမဟာတာဝကဆိုတာအရှင်ကုန်တေညဝပဗတိယ မဟာနံအပ္ပသိအရှင်မဟာကတ္တပစတဲ့မဖြစ်မြတ်ကြီးတွေကို ပြောတာပါပဂတိတော်ဝကဆိုတာကတော့တာမန်ယဟန္တာယောက်ျားယဟန္တာမိန်းမတွေကိုပြောတာပါအကတော်ဝကသူ့ကိုရချင်တယ်ဆိုရင်တပင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်မဟာတော်ဝကသူ့ကိုရချင်တယ်ဆိုရင်ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်ပဂတိတော်ဝကသူ့ကိုရချင်တယ်ဆိုရင်ကဘာရထောင်ချီပြီးပါရမီဖြည့်ခြင်းရပါတယ်အခုမတ်ပိုင်ရှင်က ရှင်မောက်ကလန်စုကို တောင်းတာဆိုတော့အကတဘဝကစုကိုတောင်းတာဖြစ်ပါတယ်။အကတဘဝကစုကိုရကျင်တဲ့ဆိုရင်ဒီတိုင်းတောင်းလို့မရပါဘူး။ပတ်တော်ထင်ရှားဖရာရှင်ရဲ့ထာမစုပန်ပြီးတော့ပါရမီ၁၀ပါးကိုတသင်ချင်းနဲ့ကဘာတသိန်းဖြည့်ကျင့်ရပါတယ်။အဲ့လိုဖြည့်ကျင့်နိုင်မှသာရှင်မောက်ကလန်စုကိုရမှာဖြစ်ပါတယ်နော်။ဥစဉ်ဖရာဥစဉ်တဘာကလိုင်းပေါ်မှာပြောတယ်ဖရာစွမ်းတော်တင်တဲ့အခါဖရာရှိမှတတိတွေကိုဒီအတိုင်းတင်ကြတယ်။ နောက်ပြီးအစိမ့်တွေတင်ကြတယ်မှားနေတယ်တဲ့အမဲ့ကိုခွဲစိတ်ပြီးမှတင်ရမယ်တဲ့ဟုတ်ပါသလားဖရားတဲ့ဒါကတော့ရိုးရိုးလေးစဉ်းစားကြည့်ပါ နော်ကိုတော်မှအစိမ့်စားလို့မရတဲ့တစ်သီးတွေကိုစားပါမလားစားမှာမဟုတ်ပါဘူးမဲ့မှစားမှာပါနော်မြတ်စွာဘုရားလည်းတတ်တော်ထင်ရှားရှိမယ်ဆိုရင်အစိမ့်စားလို့မရတဲ့တစ်သီးတွေကိုဖုံးပေးမှာမဟုတ်ပါဘူးမဲ့မှဖုံးပေးမှာပါနော်ဦးဇင်းတို့က မြတ်စွာဘုရားကိုကိုးကွယ်စည်းကပ်တယ်ဆိုတာတတ်တော်ထင်ရှားဘုရားရှင်ကိုရည်မှန်းပြီးကိုးကွယ်စည်းကပ်တာဖြစ်တယ်နော်အဲ့ဒီလိုတတ်တော်ထင်ရှားဘုရားရှင်ကိုရည်မှန်းပြီးကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်ဘုရားရှင်ကိုတတ်တော်ထင်ရှားတကယ်သို့သဘောထားတယ်ဆိုရင်တိတိကိုဘုရားစွန့်တော်တင်တဲ့အခါမှာမှဲ့မှတင်တာပဲကောင်းပါတယ်တချို့ဆိုရင်စားလို့မရတဲ့တိတိအစိမ့်တွေကိုဖះဆွမ်းတော်တင်ကြတယ်။မှဲ့ပြီဆိုတော့မှဖះစီကနေစွန့်ပြီးစားကြတယ်။ မလုပ်တင်ဘူးเนาะဒါကြောင့်ဖျားစွမ်းတော်တင်မယ်ဆိုရင်စားလို့ရတဲ့တတိအမှဲ့ကိုသာတင်ပါတင်တဲ့အခါမှာလည်းပဲခွဲစိတ်ပြီးမှတင်ပါလို့ပြောချင်ပါတယ်เนาะလူလူချင်းစော်ကားပြောဆိုမိရင်တစ်ဖက်လူမှာတီလရှိရင် ရှိတဲ့လောက်အပြစ်ဖြစ်ပါသလားဖျားတဲ့အပြစ်ဖြစ်တာပေါ့เนาะမြတ်စွာဘုရားကဇေသမာနဆိုတဲ့အမျိုးသမီးဟာကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုပ်မှန်မှန်ဆွဆွဲပြောဆိုတဲ့အတွက်မြေမြူပြီးငရဲသို့ကြောက်ရွံ့သွားရပါတယ် ။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်မြတ်စွာဘုရားဖျားဖြစ်ဖို့ပါရမီဖြစ်ခြင်းစဉ်ကာလမှာတေတောက်သမားတဦးဖြစ်ခဲ့ဘူးပါတဲ့။အဲ့ဒီချိန်မှာဇင်သမာနဆိုတဲ့အမျိုးသမီးဟာလည်းပဲတီလရှိတဲ့အမျိုးသမီးတဦးဖြစ်ခဲ့ပါတဲ့။ဒီနေ့မှာဖျားလောင်းဟာအပေါင်းအသင်းများနဲ့အလောင်းကစားတစ်ခုလုပ်ပြီးဇင်သမာနလောင်းလျာအမျိုးသမီးဤတီလကိုလမ်းမှာကျွပြက်အောင်ပြောဆိုပြုလုပ်ခဲ့ပါတဲ့။အဲ့ဒီလိုပြောဆိုပြုလုပ်ခဲ့တဲ့အတွက်ဇင်သမာနအမျိုးသမီးဟာတီလပျက်စီးသွားတာကြောင့် ဖရာအလောင်းကိုရန်ညှုပ်ဖွဲ့ပြီးဖြစ်လျာဘဝတိုင်းမှာတင့်ကိုဖြစ်စည်းတဲ့သူဖြစ်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်။ဖရာအလောင်းလည်းပဲပြုတ်လုပြီးမှမှန်မှန်သိ၍နောက်တကြီးစွာရတော်လည်းပဲပြင်လို့မရတော့တာကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲသူကြာရောက်ခဲ့ရပါတယ်။အခုဖရာအဖြစ်ကိုရတဲ့အခါမှာအဲ့ဒီတိလပြက်တဲ့အမျိုးသမီးဟာစေသမာနအမျိုးသမီးဖြစ်လာပြီးမြတ်စွာဘုရားကကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုပ်မှန်မှန်ဆွဆွဲပြောဆို၍မြေမြူပြီးအဝိသိငရဲသူကြာရောက်သွားရပါတယ်။ ဒါကြောင့်တီလရှိတဲ့သူကိုစော်ကားပြမမိမယ်ပြောဆိုမိမယ်ဆိုရင်လည်းပဲအပြစ်ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာရဲ့ဓမ္မဗီဒီယိုတွေတပြည့်တော်နှစ်ချိုက်သူပါဖရာ။တပြည့်တော်ကဘာသာခြားကြားမှနေရသူပါ။ဘာသာခြားတဦးကတတဝါလူချွတ်မှကျွတ်တယ်တဲ့။တပြည့်တော်ကလက်မခံပါဘူး။ရှင်းမပြတတ်လို့ရှင်းပြပေးတော်မူပါဖရာတဲ့။တတဝါလို့ပြောလိုက်ရင်တချို့က တရိษံကိုပဲမြင်တတ်ကြတယ်နော်တတဝါဆိုတာကတရိษံတမျိုးတည်းကိုပြောတာမဟုတ်ဘူးတရှိအရာအလုံးကိုပြောတာအဲ့ဒီလိုတရှိအရာအလုံးကိုတတဝါလို့ပြောတာဖြစ်တဲ့အတွက်လူလဲတရှိဖြစ်တာကြောင့်လူလဲတတဝါပဲနော်ဒါကြောင့်တတဝါလူချွတ်မှကျွတ်တယ်လို့ပြောရင်မင်းလဲတတဝါဖြစ်တဲ့အတွက်မင်းကိုလဲငါချွတ်မယ်လက်ခံမလားလို့မေးကြည့်လိုက်ပါနော်တချို့ကတရိษံတကောင်ကိုတတ်လိုက်တဲ့အခါမှာအဲ့ဒီအသက်ခံရတဲ့တရိษံဟာ ေးသွားပြီးတဲ့အခါနောက်ဘဝကောင်းရာဘဝသို့ရောက်တယ်လို့ထင်တတ်ကြပါတယ်။မရောက်နိုင်ဘူးနော်။ဘာကြောင့်လဲဆိုရင်တရိษံဆိုတာကအိစားကာမ၃ခုကိုသာတည်ပြီးလူတွေလိုကုသိုလ်အကုသိုလ်မတည်တဲ့အတွက်အဲ့ဒီတရိษံဘဝကတည်ပြီးဆိုတာနဲ့ငရဲကိုကြသွားတာနော်။တခါတရံမှာတော့ဘဝပေါင်းများစွာကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်ကောင်းရာသူဂတိတို့ရောက်တဲ့အခါမျိုးတွေတော့ရှိပါတယ်။အဲ့ဒါကလည်းပဲတသိမ်းမှတယောက်လောက်ပါနော်။ဒါကြောင့်မြတ်စွာဘုရားက ူတသိန်းတည်းလို့ကောင်းရာသူကလေးတို့တယောက်ရောက်ခဲ့တယ်လို့ဟောကြားတာပေါ့နော်ဒါကြောင့်တရိတ်ဆန်တကောင်သေးပြီဆိုရင် ကောင်းရာသူကလေးတို့ရောက်ခဲ့တဲ့အတွက်တတဝါလူချုံမှကျွတ်တယ်ဆိုတဲ့စကားဟာအမှန်ပါဘူးမှားပါတယ်နော်တတဝါလူချုံမှကျွတ်တယ်လို့ပြောပြီဆိုရင်အဲ့ဒီပြောတဲ့လူကိုပြောလိုက်ပါမင်းလည်းတတဝါဖြစ်တဲ့အတွက်မင်းကိုငါချွတ်မယ်လက်ခံမလားလို့နော်တေလွန်ပြီးတဲ့သူကိုအမျှပေးဝေရင်တေသူကဘယ်ပုံရောက်ရောက်တာတို့ခေါ်လို့ရပါသလားဖေရတဲ့ တာဓုခေါ်လို့ရတဲ့ဘုံလည်းရှိတယ်လို့တာဓုခေါ်လို့မရတဲ့ဘုံလည်းရှိတယ်နော်သုတိနဲ့ပရိသန္တိဆိုတာတစ်ဆက်တည်းဖြစ်တဲ့အတွက်လူတစ်ယောက်ဟာတည်ပြီးလို့လူပြန်ဖြစ်မယ်ဆိုရင်လူမိခင်ရဲ့ဝမ်းထဲမှာပရိသန္တိကိန်းနေပြီဖြစ်တဲ့အတွက်ဒီဘဘဝကပြုလုပ်ပေးတဲ့ကုသိုလ်ဤအကျိုးကိုတာဓုခေါ်နိုင်မှာမဟုတ်တော့ပါဘူးထို့အတူပါပဲတရိစ္ဆန်ဘုံရောက်ရင်လည်းတာဓုခေါ်နိုင်မှာမဟုတ်ပါဘူးငရဲဘုံရောက်ရင်လည်းပဲတာဓုခေါ်နိုင်မှာမဟုတ်ပါဘူးငရဲဘုံဆိုတာက ဆင်းရဲဒုက္ခအတိခံစားနေရတာဖြစ်တဲ့အတွက်ပို၍တောင်မှသာဓုခေါ်နိုင်မှာမဟုတ်ပါဘူး။နတ်ဘုံရောက်ရင်လည်းပဲသာဓုခေါ်နိုင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်နတ်စည်းစိမ်ကလူတွေရဲ့စည်းစိမ်ထက်အာလုံလို့ပဲဖြစ်ပါတယ်။သို့တော်လည်းပဲတခါတရံမှာလူပြေကလူတွေပြုတ်လုပေးတဲ့ကုသိုလ်ကောင်းမှုကိုသာဓုခေါ်ပြီးဘုံအဆင်းဆင့်မြင်မာ၍ချမ်းသာသွားတဲ့နတ်တွေလည်းရှိပါတယ်။ဒါကတော့ချွင်းချက်ပါနော်။ဘယ်လိုဘုံဘွားမျိုးရောက်ရင်သာဓုခေါ်နိုင်တယ်လဲလို့မေးစရာအကြောင်းရှိနိုင်ပါတယ်။ ပြိတ္တာဘုံဘဝကိုရောက်မယ်ဆိုရင်သာဓုခေါ်နိုင်ပါတယ်။ဒါဆိုရင်ပြိတ္တာတိုင်းသာဓုခေါ်နိုင်ပါသလားမခေါ်နိုင်ပါဘူး။ဘယ်လိုပြိတ္တာမျိုးကသာဓုခေါ်နိုင်တယ်လဲဆိုရင်ပရဒတ်တုပဇီဝိကပြိတ္တာမျိုးကသာဓုခေါ်နိုင်ပါတယ်။ပရဒတ်တုပဇီဝိကပြိတ္တာဆိုတာသူတစ်ပါးကိုမှီပြီးအသက်ရှင်ရတဲ့ပြိတ္တာမျိုးပဲဖြစ်ပါတယ်။အဲ့ဒီလိုပြိတ္တာမျိုးဘဝကိုရောက်မှသာဓုခေါ်နိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။